်အမေရိကန်စစ်ဝင်ကြီးပီဟာဆာဟာကမ္ဘာတဝန်းမှာရှားချီတဲ့အမေရိကန်ဗိုလ်ချုပ်ကြီးတွေလာမယ့်ရက်ပိုင်းတွင်ဗာဂျီးနီးယားပြည်နယ်မှာပြုလုပ်မယ့်အစည်းအဝေးကိုတက်ဖို့ရုတ်တရက်ဆင့်ခေါ်ပါတယ်ဒါဟာထူးခြားတဲ့အခြေအနေတစ်ခုပါဘာကြောင့်လဲဆိုတော့တေချာမသိပါဘူးအဲ့ဒီအစည်းအဝေးကိုကွန်ဒီကိုရှိမရင်းတက္ကသိုလ်မှာစက်တင်ဘာ30မှာကျင်းပဖို့စီစဉ်ထားပါတယ်ပီဟာဆာအစည်းအဝေးမှာစစ်ပဆိုင်ရာစံနှုန်းတွေနဲ့စသီတော်ကျင်းဖို့အဓိကထားတဲ့မိန့်ခွန်းကိုပြောကြားဖို့ရှိပါတယ် မကြုံစဘူးထူချတဲ့အဲ့ဒီ CEO ကိုတက်ဖို့အမိန့်ကိုရှင်းလင်းချက်အနေငယ်နဲ့ထုတ်ပြန်ခဲ့ပါလေပြီးပေါက်မှာတာဝန်ကျတဲ့စစ်အရာရှိကြီးတွေအနေနဲ့ခရီးသွားဖို့အချိန်ကပ်ပြီးစီစဉ်ခဲ့ပါလေပေတကိုစစ်ဌာနချုပ်ဟာအစည်းအဝေးနဲ့ပတ်သက်ပြီးဖြစ်စေအစည်းအဝေးမှာပါဝင်တဲ့အစီအစဉ်နဲ့ပတ်သက်ပြီးဖြစ်စေအသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူးပြီးဟဆက်ဟာတက်ဖွဲ့များတွေ့ဆုံဆွေးနွေးမှုမင်းကုန်းပြောဖို့ရည်ရွယ်ထားကြောင်းနဲ့အစည်းအဝေးအဓိကရှင်မှန်ချက်ကမကြသေးမီကအမိပြောင်းလဲခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်ဝန်ကြီးဌာနဆိုတဲ့အမည်ရည်တည်ချက်နဲ့ပတ်သက်ပြီးစစ်သည်တွေစိတ်လျော့ရှာစေဖို့ဖြစ်ကြောင်းဆိုပါတယ်။အဲ့ဒီအစည်းအဝေးဟာထရန့်ရဲ့ဒုသက်နဲ့ဒုတိယသမ္မတတန်အတွင်းတပ်လူနဲ့စစ်တပ်ရဲ့လက်ရှိပုံမှန်သွင်းပြီးအင်အားကိုထုတ်ပြဖို့ရှိရွယ်ကြောင်းအင်ဖျူတော်ကပြောပါတယ်။ဒါဟာမြင်းတွေကိုမြင်းဆောင်နဲ့မော်ပြီးပြီးကျိန်တို့ပုံတွေနဲ့ပုံစံမျိုးဖြစ်တယ်ဆိုပါတယ်။ပကုံးပေါ်ကကျယ်နေတဲ့ရရှိကြီးတွေကြောင့်အစည်းအဝေးကပိုပြီးအာရုံစိုက်စရာဖြစ်စေပါတယ်။ ဒီဟာစကားသူတို့အနေနဲ့မိမိတို့ရဲ့အစီအစဉ်တွေအတိုင်းလိုက်နာဆောင်ရွက်ဖို့လေဒီလိုမလိုက်နိုင်ရင်တော့အလုပ်ပြုတ်နိုင်ခြင်းရှိတယ်လို့ဆိုပါလေဒီဟာစရအဖွဲ့ဟာမင်ကိုအမှတ်တမ်းတင်ထားပြီးအများပြည်သူကိုထုတ်ပြဖို့စီစဉ်နေကြအောင် CNN သတင်းဌာနကဖော်ပြပါတယ်ဒီဟာစဟာစစ်ပဆိုင်ရာကြီးလန်းကုန်းစုံတွေနဲ့တွေ့ဆုံသွားမှာဖြစ်ကြအောင်ပြည်သူပြောရေးဆိုခွင့်ရှိသူကဒီဂါရီယန်ကိုတီးပြပါတယ် မိဟာဆန်အပင်တကုံကိုပြရတဲ့ဖွဲ့စည်းပုံမဟုတ်ဘဲကြိုးပမ်းနေပြီးမကြာသေးမီကအကြီးတဲ့ရာရှိအများအပြားယာရုမထုတ်ပေးခဲ့တဲ့အတွက်စီဝင်နဲ့ပတ်သက်ပြီးစစ်အရာရှိတွေကမှစိတ်မသက်မသာဖြစ်နေပါလေမိဟာဆန်ဟာစစ်တပ်တွေမှရှိတဲ့ကျယ်လီပွင့်အစဉ်ဗိုလ်ချုပ်ကြီးရေအတွက်ကို20ရာခိုင်နှုန်းလျှော့ချဖို့နဲ့ထိတ်တန်းစစ်ပတ်ခေါင်းဆောင်ရေအတွက်10ရာခိုင်နှုန်းလျှော့ချဖို့မေလမှာမေးထုတ်ထားပါလေဒါပြင်မကြာသေးမီလနေ့တွင်ကြီးတဲ့စစ်ပတ်အရာရှိတရားစင်ကျော်ယာရုမထုတ်ပေးခဲ့ပါလေစတေမာ30မှာကျင်းပဖို့စီစဉ်ထားတဲ့အစည်းအဝေးဟာအင်မတန်ထူးခြားပါလေ ဒီလိုစီဝေးအရင်တုန်းကတခါမှမတွေ့ဘူးဘူးလို့ငင်းသားဒုဗိုလ်ချုပ်ကြီးမဟာလင်ကဆိုပါတယ်ဒီစီဝေးခေါ်တဲ့အကြောင်းရင်းချုပ်ရှိနိုင်ပါလေဗီနီဇူလာနဲ့စီးရီးတက်မှမှုကလည်းပြဿနာတစ်ခုဖြစ်နေပါလေဒါဟာနိုင်ငံတော်လုံခြုံရေးမဟာမြူဟာပြောင်းလဲကြောင့်ဖြစ်နိုင်ပါလေဗိုလ်ချုပ်ကြီးရဲ့အတွက်ရှော့ချမှုလည်းဖြစ်နိုင်ပါလေလာမယ့်တနေ့ဘက်မှာကျွန်တော်နိုင်ငံဘတ်ဂျက်ပြဿနာကြောင့်ကြိုတင်ပြင်တာလည်းဖြစ်နိုင်ပါလေတရင်ချက်လက်ပေါက်ကြောင့်မှပတ်သက်ပြီးစိုးရိမ်မှုတွေရှိနေတာကြောင့်လည်းဖြစ်နိုင်တယ်ဆိုပါလေ ကြည့်တဲ့ဒုတိယပုံစံကြီးဘန်ဟော့ချ်ကစက်တင်ဘာ26ကလူမှုမီဒီယာမှာရေးခဲ့တဲ့ post မှာစက်တင်ဘာ30မှာပြုလုပ်မဲ့အစည်းအဝေးကို1935ခုနှစ်ကဘာလင်မှာရုပ်တရက်ဆွေးခဲ့တဲ့အစည်းအဝေးနဲ့ခိုင်နိုင်ပါလေ။ဘာလင်အစည်းအဝေးမှာဂျာမနီဗိုလ်ချုပ်ကြီးတွေဟာဒုတိယကမ္ဘာစစ်နဲ့ကျိုးလူမျိုးတွေကိုလူမျိုးတော်တစ်ဖြတ်မှုမကျူးလွန်မီဟီတလာကိုတစ္ဆာခံဖို့ခရီးပြုခဲ့ရပါလေ။ကြီးတဲ့မျိုးသားအစွန်တစ်ခွဲရရှိဟောင်းကလည်းဖြစ်ဖောက်တင်းဌာနရဲ့အစည်းအဝေးတည်ဆက်သူလည်းဖြစ်တဲ့ဘိတ်ဟာဆက်က ဟုတ်ပါပြီဘိုးချုပ်ကြီးရဲ့ဆိုပြီးပြောဆိုချက်ကိုတုံ့ပြန်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တဲ့တဲ့ဘောပြောချင်ပါတယ်။ Israel ကနေ Patriot လေကြောင်းရကာကွယ်ရေးစနစ်ကို Ukraine ကလက်ခံရရှိတယ်လို့သိရပါတယ်။ Ukraine ဟာ Israel ကနေ American လို့ Patriot လေကြောင်းရကာကွယ်ရေးစနစ်တွေကိုလုံခဲ့တလခါရရှိခဲ့ပြီးလာမယ့်လနေ့မှာနောက်နှစ်ခုထပ်ရဖို့မျှော်မှန်းထားတယ်လို့ Zelensky ကဆိုပါတယ်။ Ukraine ဟာရုရှားရဲ့နေစဉ် drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေခုခံနိုင်ဖို့အထူးသဖြင့်စောင်းရောင်းတိမတိုင်းအပူဘေးစနစ်လိုအခြေခံစောင့်တွေပြင်ပထားတိုက်ခိုက်ခံရတာကြောင့် လေချောင်းရဲ့ကာကွယ်စနစ်ကိုအားပြဖို့တဲတန်စ조사နေရပါတယ်။ဇလန်စကီးကတရေတော်နေတဲ့တွေ့ဆုံစဉ်အစ္စရေးရဲ့ Patriots နဲ့ဟာ Ukraine မှာလဲပတ်နေတာတလားလို့ရှိပါပြီ။လာမယ့်ဆောင်းကာလမှာနောက်ထပ်စနစ်နှစ်ခုထပ်ရမယ်လို့ပြောပါတယ်။သူကကုလထရီညီလာခံမှာမေကွန်ပြောခဲ့တယ်လို့သမ္မတ Trump ပါဝင် American ဆိုရထိတန်းရရှိနေတဲ့တွေ့ပြီး New York ကလည်းပြောင်းလာပြီးနောက်တိတိလိုတရေတော်တွေကိုပြောတာပါ။2022က Ukraine ကို Russia ကတိုက်ခိုက်ခဲ့တဲ့ဆော်ပိုင်းက Israel ဟာနောက်အောင်စုမဟာမိတ်တွေကို Moscow ပေါ်အတီးလင်းတိုက်ခိုက်ရည်ယူတာမျိုးမဟုတ်ပဲ ကြားနေဖြစ်ရက်တည်ခဲ့ပါလေ။ဒါပေမဲ့ယူကရိန်းကိုတိုက်ဖို့ drone တွေထောက်ပံ့ပေးနေတယ်လို့ NATO အစုကဆွဆွဲထားတဲ့ UN နဲ့ရုရှားတို့ပူးရင်းနေလာတာ။ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး Israel ကို Kremlin နန်းတော်ကပြစ်တင်ရှုတ်ချခဲ့တာရဲ့အကြောင်း Moscow Israel ဆက်ဆံရေးဟာအေးဆက်လာပါလေ။အခုစနေမနေ့နာမည်အော်တိုဘာတွေမှာတော့ American နဲ့ Ukraine ကိုယ်စားလှယ်တွေဟာအမျိုးမျိုးသောအစီအစဉ်တွေကတဆင်လက်နက်ဝယ်ယူရေးအတွက်အစည်းအဝေးများစွာပြုလုပ်တော်မယ်လို့ Zelensky ကပြောပေမဲ့ဘလောက်သုံးမယ်ဆိုတာတိကျထုတ်ဖော်မပြောပါဘူး။ ြောမယ်ဆို Ukraine ဟာ Israel စီကနေ Patriot လေကြောင့်ကောက်ွယ်စနစ်တွေကိုထက်ရနေပြီ။ Russia တက်ခတ်မှုပေါ်ခုခံဖို့စစ်လက်နက်တွေစက်ဝယ်ဖို့ American နဲ့ညှိနှိုင်းနေတာဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ American နိုင်ငံမှာဆန္ဒပြမှုတွေကိုဖြိုခွင်းဖို့ Portland မှာစစ်တပ်တွေထံကဖြန့်ကျက်ခိုင်းပါလိမ့်။အင်အားပြည့်အုံပြုတ်ခွင့်လည်းပေးထားတယ်လို့သိရပါလိမ့်။ရွှေပြောင်းချေချသူတွေကိုဖမ်းဆီးထိန်းသိမ်းထားတဲ့ဆန္ဒတွေကိုပြစ်မှတ်ထားဆန္ဒပြမှုတွေကိုဖြိုခွင်းဖို့ပို့လမ်းမြို့မှာစစ်တပ်တွေဖြန့်ကျက်ဖို့ ်အမေရိကန်သမ္မတထရန့်ကအမိန့်ပေးပါလေအော်ရီဂွန်ပြည်နယ်တွေကပိုလန်မြို့မှာအခြေအနေတွေကိုပြန်လည်တည်ငြိမ်အောင်ကန်တွယ်ဖို့စစ်တပ်အနေနဲ့လိုအပ်ရင်အင်အားပြည့်ပါသုံးဖို့ထရန့်ကခွင့်ပြုထားပါလေစစ်မျိုးပြုံးဖြစ်နေတဲ့ပိုလန်ကိုကာကွယ်ဖို့လိုအပ်သလောက်စစ်သည်တွေစေလွှတ်ဖြန့်ကျက်ဖို့ထရန့်ကစစ်ဝန်ကြီးပီဟာဆာကိုလုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်စစ်ဝန်ကြီးဆိုတာကာကွယ်ဝန်ကြီးချာတွေကိုထရန့်ကနာမည်ပြောင်းထားတာပါအမေရိကန်ရဲ့လူမှုနယ်ကောက်ခွင့်ကြီးကြပ်ရေးဌာန ICE ကဖွင့်လှစ်ထားတဲ့ထင်းသိမ်းရေးစင်တာတွေကိုစစ်နောက်ပြောက်သူတွေကပြစ်မှတ်ထားဆင်ကျင်နေတာဖြစ်ပါလေ ထရန်ကတက်တွေဖြန့်ကျက်လိုက်တယ်ဆိုတာဟာပြည်တွင်းကျန်းဖတ်သမားတွေရန်ကလည်း ICE အဆောက်အအုံကိုကာကွယ်ပေးနိုင်ဖို့ရည်ရွယ်ကြောင်းပို့လမ်းမှာတော့လူအရင်အင်အားပြည့်အတုံးချဖို့ထိသူကညွှန်ကြားထားကြောင်းသူကိုယ်တိုင်ထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာမှာရေးထားပါလေပို့လမ်းမှာတက်ဖြန့်မဲ့ထရန်ရဲ့သဘောထားနဲ့ပတ်သက်လို့တိုက်ခိုက်ဒီမိုကရက်ပါတီဘက်ကတော့ပြင်းထန်ကန့်ကွက်ပါလေဖရက်ဆူရအနေနဲ့ပို့လမ်းကိုတက်တွေစစ်လို့ဆရာကြောင်းရှိဘူးလို့အာရီကွန်ပြည်နယ်အောက်ချုပ်ရေးမှူးကဆိုပါလေပိုလန်မှာမြို့သားလုံးကျော်ရေးဆိုင်ရာချင်းချောက်မှုဘာမှမရှိသလို့ ဒေသခံလူ့အဖွဲ့စီကအေးအေးချမ်းချမ်းတတိမြင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်ဖက်ဒရယ်ဆိုရကတက်တွေဖြန့်ကျက်လာရင်ဘလို့တုံ့ပြန်တက်လဲဆိုတာကိုလည်းအော်ရီဂွန်ပြည်နယ်ရှိနေချုံကညီလာနေကြောင်းတည်ပြပါတယ်။ထရန်ကတော့ပို့လမ်းမှာအမေရိကန်စစ်တပ်တွေဖြန့်ကျက်မလား။အရင်တက်လို့တတ်မှတ်နိုင်တယ်အမျိုးသားအစိုးရတက်တွေဖြန့်ကျက်မလား။ဒါကိုရှင်းရှင်းလင်းလင်းသိပေးမထားပါဘူး။အရင်ကလည်းထရန်ဒီမိုကရက်ပါတီအားကောင်းတဲ့ဒေသကမျိုးတွေချုံပါဆန္ဒပြမှုတွေကိုတုံ့ပြန်ဖိနှိပ်ဖို့ဆိုတဲ့ကြောင်းပြချက်နဲ့ အမျိုးသားအဆောင်တက်တွေလှုပ်ဖို့ပါလေဇွန်လကဆလပုလမ်းမှာ ICE ရဲ့ထင်းသိမ်းစခန်းတွေကိုဦးတည်တဲ့စန့်ကျင်ဆန္ဒပြမှုတွေရှိခဲ့ပါလေဂျပန်ရဲ့ကမ္ဘာတော်ပြည်ပကစဉ်စံအခြေအနေမျိုးနဲ့ပါကြုံတွေ့ခဲ့ရပါလေရဲကပြည်တို့လိုဂျုံမှုကြီးဌာနက ICE အဆောင်တွေကိုဆန္ဒပြသူတွေဟာကိုထီလက်ရောက်တိုက်ခိုက်မှုရန်လိုကြမ်းဖက်မှုတွေစတဲ့ကျွလွန်တယ်လို့ဆွဆဲပါလေစတေမလာရှင်းနေကလည်း American Federal ဆိုရရဲ့ရှင်းနေကြကြောင်းကဆန္ဒပြမှုတွေနဲ့ဆက်ဆက်ပြီးမိရှူတာရဲတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်တာဝတရားနောက်ရှံမှုအစားရှိတဲ့ဆွဆွဲချက်တွေနဲ့ လူ26ဦးကိုတရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ယူကရိန်းကိုတုံ့ချပြီး NATO နဲ့ EU ဟာစစ်ပွဲကိုလာဆင်နှွှဲနေတာလို့ရုရှားကဆွဆွဲပါတယ်။ NATO ဘက်နဲ့ EU ဘက်ကယူကရိန်းကိုတုံ့ချပြီးမိလိုနိုင်ငံကိုအမှန်တကယ်စစ်ပွဲဆင်နှွှဲနေတာလို့ရုရှားထိုင်ပြန်တယ်မနေ့ကကုလမပြောပါလေ။အမေရိကန်သမ္မတထရန်ကယူကရိန်းရဲ့စစ်ပွဲအထောက်အကူကိုချီးကျူးပြီးရုရှားကိုပြင်းထန်ဆက်ဆံသွားမှာဖြစ်ကြောင်းချက်ပြပြီးနောက်နှစ်ရက်ကြာကုလမပြုလုပ်တဲ့ G20 ဖွဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ရုရှားထက်တဲ့တန်တမန်ကအဲ့ဒီလိုပြောခဲ့တာပါ။ဒါဟာလူရောဆွေးပြီးစစ်ကွေးရမှာပြောဆိုမှုတွေဖြစ်တယ်လို့ပြတင်းကပယ်ချပါလေ။နေတို့မဟာမိတ်တွေအနေနဲ့သူတို့လေပိုင်းနဲ့တည်းဝင်လာတဲ့ရုရှားတပ်လေယာဉ်တွေကိုပစ်ချတဲ့နယ်လို့အမေရိကန်သမ္မတထရန့်ကဆိုပါလေ။ပိုင်းနဲ့လေပိုင်းနဲ့တည်းမှာရုရှား drone တွေကိုနေတို့ဖွဲ့တပ်လေယာဉ်တွေပစ်ချပြီးတပတ်ကြာ Estonia ကသူတို့လေပိုင်းနဲ့တည်းရုရှားတပ်လေယာဉ်၃စီးချိုးဖောက်ဝင်ရောက်တဲ့လွတ်ဆွဲချိန် NATO ဖွဲ့ရဲ့အရှိပိုင်းမျက်နှာစာမှာတင်းမာမှုတွေမြင့်တက်ခဲ့ပါလေ။ ယူကရိန်းမှာဖြစ်နေတဲ့ပြဿနာဟာနောက်တိုင်းကရန်ဆားလို့ဖြစ်ကြောင်းနေတို့နဲ့ EU ကမိမိတို့နိုင်ငံပေါ်စစ်ကြညာထားပြီးဖြစ်သလိုစစ်ပွဲမှာတိုက်ရိုက်ပါဝင်နေကြောင်းရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဘရော့ကပြောပါတယ်။ဆာဂေးလက်ဘရော့ဟာအရင်ကလည်းအလားတူဆွဆွမှုတွေလုပ်ခဲ့ပူပါတယ်။အခုလို G20 ဝန်ကြီးတွေရှင်မှာပြောတာကအခြေအနေပြင်းထန်ကြောင်းဖော်ပြနေပါတယ်။စစ်ပွဲဖြစ်တဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးရုရှားကိုယ်စားလှမ်းရင်းစွာပြောဆိုနေပြီးဝါဒဖြန့်နေတယ်လို့ပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးကတုံ့ပြန်ပါတယ် နောက်ဆုံးသတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။စာရွက်စာတမ်းတူတွေနဲ့နိုင်ငံခြားသားကစားသမားတွေတုံးခဲ့လို့မလေးရှားကို FIFA ကအရေးယူလိုက်ပြီဖြစ်ပါလိမ့်။မလေးရှားလက်ရွေးစင်ဘောလုံးသင်းတွက်ပြပပွားအကစားသမား9ဦးထိနိုင်ငံသားဖြစ်ခွင့်ပြုရမှာဆော်ရဲစာတန်းတူတွေတင်သွင်းခဲ့လို့မလေးရှားဘောလုံးဖွဲ့ချုပ်က FIFA ကတန်ချင်းငွေအမေရိကန်ဒေါ်လာ၄သိန်း၃၈ချမှတ်ပါတယ်။လက်ရှိမှာဒီကစားသမားတွေမလေးရှားလက်ရွေးစင်အသင်းမှာကစားခွင့်ဆိုင်ငံ့ထားပါတယ်။မလေးရှားဘောလုံးဖွဲ့ချုပ်အနေနဲ့2029အာရှဖလားချေစစ်ပွဲတွေမှာ ကစားသမားတွေတော်ပြနိုင်ဖို့ဆန်းဆန်းတွေလိမ့်လေပြင်ဆင်ခဲ့လို့အခုလိုရည်ရွယ်မှုလုပ်ခဲ့တာလို့ FIFA ကကြေညာပါတယ်။ပွဲစဉ်မှာပေါဝင်တဲ့ကစားသမားအများအပြားရဲ့ကစားခွင့်တမချက်ပြည့်မီမှုနဲ့ပတ်သက်ပြီးတန်ကြားစာရောက်ရှိပြီးတော့ FIFA ကအရေးယူခဲ့တာပါ။ဒီကစားသမားခုနှစ်ဦးဟာပြည်ပမှာမွေးဖွားသူတွေဖြစ်ပြီးဇွန်လတုန်းက PNN ကိုလေးခုဖြစ်နေနိုင်ရခဲ့တဲ့အာရှဘလာခြေစပေါ်မှာပါဝင်ပါတယ်။အဲ့ဒီအနိုင်ရလက်ကိုလည်းပြည့်ဖြတ်ဖို့ရှိပါတယ်။ကစားသမားတွေဟာဆွဲဆာတဲ့တူပြုလို့မှု လိမ့်လေပြည်စည်းမှုဆိုင်ရာစီမီတွေချိုးဖောက်တယ်လို့ FIFA ကဆွဆွဲပါတယ်။တဟာနိုင်ငံကဘောလုံးပွဲတွေမှာစီးရင်သွင်းလိမ့်လေမှုဖြစ်စဉ်တွေကနောက်ဆုံးတစ်ခုဖြစ်ပြီးနိုင်ငံခြားဘောကစားသမားချို့လက်ရွေးစင်အသင်းအတွက်ပြောင်းလဲကစားနိုင်တယ်ဆိုတဲ့ FIFA စီမီကိုအခွင့်အရေးကိုစူးစမ်းရတာနေဖြစ်ပေါ်လာတာပါ။ဒီလိုဖြစ်စဉ်မျိုးတွေဘရာဇီးယားကစားသမားတွေပါဝင်လေ့ရှိပါတယ်။ရှိဒီမိုဟာလည်းကမ္ဘာ့ဘာသာချေစပေါ်တွေမှာမူဝီစင်းရဲ့တူနဲ့ကစားသမားတွေထဲသွင်းခဲ့လို့2023အာရှဘလကထောက်ပွဲခံရပါတယ် အီကွေဒေါ်ရီယာကင်နီမျိုးသားနဲ့မျိုးသမီးတင်ဟာလည်း2010လန်ဒန်အိုလံပစ်နဲ့2024အမျိုးသားကမ္ဘာချေစပွဲမှာလည်းအလားတူလိမ့်လည်မှုရှိခဲ့ပါလေ။နောက်ဆုံးဖြစ်စဉ်ကတော့မလေးရှားဘောလုံးဖွဲ့ချုပ်အတွက်အရှက်ရစရာဖြစ်စေပါလေ။ဘာလို့လဲဆိုတော့သူတို့ရဲ့အတွေ့အကြုံအရှိဆုံးအရာရှိဟာ FIFA ကောင်စီရဲ့ရွေးကောက်ခံဖော်ဝင်ဖြစ်ပါလေ။ကစားသမားတဦးချင်းစီကိုစနေလကြာကစားခွင့်ဆန်းကျင်ထားမှာဖြစ်ပြီးဒေါ်လာ2500စီချိန်ရိုက်ထားပါလေ။ မလေးရှားပေါ်လုံးခွဲချက်ကတော့ဒေါ်လာ၄၃သိန်းတရားတိုက်ရိုက်ဖြစ်ပါလေမလေးရှားသင်းဟာအာရှချစ်စစ်ပွဲရဲ့ OSF မှာနှစ်ပွဲကစား၆ပွဲနဲ့ဦးဆောင်နေပြီးဒုတိယနေရာက BNN ကို၃ပွဲဖြတ်ထားပါလေ OSF ပထမရတဲ့အသင်းကပြိုင်ပွဲကိုတက်ရောက်လာမှာဖြစ်ပြီးလက်ချံ၄ပွဲရှိတယ်လို့သိရပါပါ